ားလုံးမင်္ဂလာပါခင်ဗျာကျွန်တော်ကျိုးစိုးပါပြည်ပမီဒီယာဖြစ်ပါတယ်ဗျာဒီကနေ့နိုဝင်ဘာလ16ရက်နေ့ထူးခြားတဲ့သတင်းချို့ကောင်းတို့ပြီးတင်ပြပေးသွားမှာဖြစ်ပါတယ်ပရမဆုံးသတင်းတစ်ပုဒ်အနေနဲ့မြန်မာနိုင်ငံရဲ့အင်းနာချင်းနိုင်ငံဖြစ်တဲ့ဘင်္ဂလားဒေ့နိုင်ငံဘင်္ဂလားဒေ့နိုင်ငံမှာမနေ့ကဘင်္ဂလားဒေ့ဝန်ကြီးချုပ်ဟောင်းဖြစ်တဲ့ရှိတ်အာစီနာနဲ့ဘင်္ဂလားဒေ့ရဲ့ပြည်ထောင်ဝန်ကြီးဟောင်းပေါ့ဗျာဒီနှစ်ယောက်ကိုဘင်္ဂလားဒေ့အစိုးရလက်ရှိအစိုးရကတည်တံမျက်ွက်တည်တံချမှတ်လိုက်ပါတယ်လက်ရှိမှာကျွန်တော်တို့ဒီဘင်္ဂလားဒေ့ဝန်ကြီးချုပ်ဝန်ကြီးချုပ်ခေါင်းကတော့အိန္ဒိယနိုင်ငံမှာနိုင်ငံရေးခေလွန်ခွင့်နဲ့နေထိုင်နေပါတယ် ပြည်ထောင်ဝန်ကြီးကတော့ပြည်ထောင်ဝန်ကြီးဟောင်းပေါ့ဗျာပြည်ထောင်ဝန်ကြီးဟောင်းကတော့ဗမာနေရဆိုတာကတော့ဘင်္ဂလားဒေ့မီဒီယာတွေမှာဖော်ပြတာမတွေ့ရဘူးအချို့သောမီဒီယာတွေကိုကျွန်တော်လိုက်လံပြီးတော့ဖတ်လိုက်တဲ့အခါမှာဒီဘင်္ဂလားဒေ့ရဲ့ပြည်ထောင်ဝန်ကြီးဟောင်းလည်းအိန္ဒိယနိုင်ငံမှာနိုင်ငံရေးခိုလုံခွင့်တောင်းပြီးတော့နေထိုင်နေရလို့ဖော်ပြနေတာလည်းတွေ့ရပါတယ်ဒီနေရာမှာကျွန်တော်တို့ရဲချုပ်ဟောင်းပေါ့သူတို့ရဲချုပ်ဟောင်းကတော့အစိုးရဘတ်တော်သားပေါ့ဗျာအစိုးရဘတ်တော်သားလုပ်လိုက်တဲ့အခါကျတော့သူ့ကိုတော့တရားရုံးကနေပြီးတော့ထောင်နဲ့ငါးနှစ်ချမှတ်လိုက်ပါတယ်ဒီ၃ယောက်ကိုရခင်ကပုံမှန်၅ခုနဲ့ဆွဲဆိုခဲ့တာဖြစ်ပါတယ် အရှိအာစီနာပါတယ်ပြီးကျွန်တော်ပြည်ရေးဝင်ကြီးပါတယ်ပြီးတော့ကျွန်တော်ရဲချုပ်ဟောင်းပါတာပေါ့အဲဒီ3ယောက်ပေါ့အဲဒီ3ယောက်ကိုဒါဆွဲချက်၅ခုနဲ့ကျွန်တော်တရားဆွဲဆိုခဲ့တာဖြစ်ပါတယ်နောက်ဆုံးမှာတော့မနေ့ကမနေ့ကတော့ကျွန်တော်တို့ဒါ2ယောက်ကိုတော့ရှိအာစီနာနဲ့ပြည်ရေးဝင်ကြီးဟောင်းကိုတော့မြောက်ွက်သေးတယ်ချမှတ်လိုက်တယ် ်ချမလိုက်တဲ့တပြိုင်တည်းထဲမှာပဲကျွန်တော်တို့ဒီဘင်္ဂလားဒေ့နိုင်ငံမှာရှိတဲ့မြို့ကြီးတွေမှာစူပမှုတွေအကြမ်းဖက်မှုတွေမဖြစ်ဖို့အတွက်ဒါဘင်္ဂလားဒေ့အစိုးရနဲ့ရဲတပ်ဖွဲ့ကတက်လှမ်းပြီးတော့လုံခြုံရေးကိုကျွန်တော်တို့တော်တော်လေးခြားတာတွေ့ရပါတယ်။နိုင်ငံကသတင်းတွေမှာလည်းဖော်ပြနေတာရှိပါတယ်။အဲဘင်္ဂလားဒေ့နိုင်ငံမှာကကျွန်တော်တို့ဒီနိုင်ငံပါတီတွေအပြိုင်မှုတွေကတော်တော်လေးကြီးတော်တော်လေးကြီးမားပါတယ်။တစ်ဖက်နဲ့တစ်ဖက်ကကျွန်တော်တို့ဒါအပြည့်ရှင်းတဲ့သဘောတွေတွေ့နေရတာပါဗျအပြည့်ရှင်းတဲ့သဘောတွေတွေ့တဲ့အခါကျဘင်္ဂလားဒေ့နိုင်ငံရဲ့နိုင်ငံရေးအခြေအနေကလည်းတည်ငြိမ်မှုမရှိဘူးဒါဘင်္ဂလားဒေ့ရဲ့လက်ရှိနိုင်ငံဖြစ်နေတဲ့အခြေအနေ ဒါနဲ့ပတ်သက်ပြီးတော့ကျွန်တော်တို့ဒီလက်ရှိလက်ရှိဘင်္ဂလားဒေ့ရှ်အစိုးရပေါ့လက်ရှိဘင်္ဂလားဒေ့ရှ်အစိုးရကလည်းအိန္ဒိယအစိုးရဘက်ကိုတောင်းဆိုထားတယ်အဲ့ဒါကရှေ့အာဆီနာကိုပြန်ပြီးတော့လွှတ်ပြောင်းပေးဖို့အတွက်လွှတ်ပြောင်းပေးဖို့အတွက် တောင်းဆိုတယ်ထို့တော်လည်းပဲဒီအိန္ဒိယအစိုးရဘက်ကဒါနဲ့ပတ်သက်ပြီးတော့မှတ်ချက်ပေးတာမရှိဘူးတောင်းလျှောက်ပဲဒီဒီဘင်္ဂလားဒေ့ရ်အစိုးရဘက်ကတောင်းလျှောက်တောင်းဆိုတယ်ရှေ့အာဆီနာကိုပြန်လွှဲပေးပြန်လွှဲပြီးတော့ဒီမှာတရားစီစဉ်မယ်ဒီမှာအပြစ်ပေးမယ်ဆိုပြီးတော့တောင်းလျှောက်တောင်းနေပေါ့ဗျာတန်တမန်နီးရတောင်းနေပေါ့တောင်းတဲ့ခါမှာကျွန်တော်တို့အိန္ဒိယအစိုးရဘက်ကလည်းဒါကိုလုံးဝလက်ခံခြင်းမရှိဘူးလုံးဝလှစ်လူရှုတာလေ တော့ကျွန်တော်တို့ဘင်္ဂလားဒေ့ရဲ့အခြေအနေပေါ့ဒီရှေ့အာဆီနာကိုဘင်္ဂလားဒေ့အစိုးရဘက်ကကျွန်တော်တို့လူပေါင်း1400ခန့်အသေးဆုံးမှုနဲ့ပတ်သက်ပြီးတော့ဒါသူ့ကိုတရားစွပ်စွဲခဲ့တာဖြစ်တဲ့အဲ့ဒီရဲ့ဖြစ်စဉ်မှာကျွန်တော်လူပေါင်း1800ခန့်ထိခိုက်ဒဏ်ရာရရှိတဲ့ဖမ်းဆီးခံရတဲ့ရှိရလို့နိုင်ငံရေးသတင်းတွေမှာဖော်ပြထားတယ်။တနည်းအားဖြင့်သူ့ရဲ့ခေါင်းစဉ်အကြီးကတော့လူသားမျိုးနွယ်အပေါ်ကျုလို့နဲ့ရာဇဝတ်မှုလို့ဖော်ပြထားတယ်။ဒါကြောင့်ဒီပြစ်မှုထင်ရှားလို့ရှေ့အာဆီနာကိုတည်တံပေးတာလူသားမျိုးနွယ်အပေါ်ကျုလို့နဲ့ရာဇဝတ်မှုလို့တော့ဖော်ပြထားတယ် လက်ရှိမှာကျွန်တော်တို့ရှိတ်အာစီနာကအသက်88နှစ်အရွယ်ရောက်နေပြီဖြစ်ပါတယ်သူတို့ဘယ်အဆလဲဆိုတော့ကျွန်တော်တို့ဒီဘင်္ဂလားဒေ့ရဲ့ပါကစ္စတန်နှစ်နိုင်ငံပထမတော့ကျွန်တော်တနိုင်ငံနဲ့ပေါ့ဗျာတနိုင်ငံနဲ့ဒီပါကစ္စတန်ကနိုင်ငံတွေကနေပြီးဘင်္ဂလားဒေ့နိုင်ငံခွဲထွက်တဲ့အခါမှာခွဲထွက်ခွဲထွက်တဲ့အခါမှာအဲ့ဒီရဲ့ဒီလွတ်လပ်ရေးကာလပေါ့ဗျာတနည်းအားဖြင့်တော်လိုင်းကာလပဲခေါ်ခေါ်လွတ်လပ်ရေးကာလပဲခေါ်လို့လွတ်လပ်အကျိုးကာလပဲခေါ်ခေါ်ပေါ့အဲ့ဒီကာလမှာကျွန်တော်တို့ဒီတိုက်ပွဲမှာအပောင်ဝင်တိုက်ခိုက်ပေးခဲ့တဲ့ စစ်မှုထမ်းဟောင်းတွေရဲ့မိသားစုဝင်တွေနဲ့ပတ်သက်ပြီးတော့ဒါအစိုးရအလုံးနေရာမှာဒီ30ရာခိုင်နှုန်းကိုခွဲလန်းယူခဲ့တယ်ခွဲလန်းယူခဲ့တယ်ခွဲလန်းယူတဲ့အတွက်ကျွန်တော်တို့ဒီအလုံးလက်မဲ့ပြဿနာတွေမြင့်တက်လာတယ်ပြီးတော့ကျွန်တော်တို့ဒီအဲ့ဒီကနေဆက်ပြီးတော့နိုင်ငံပို့တိုက်မှုကြီးကြီးမားမားဖြစ်ခဲ့တာဖြစ်ခဲ့လို့ပဲကျွန်တော်တို့ရှေ့အာဆီနာလည်းနောက်ပိုင်းမှာအိန္ဒိယနိုင်ငံဘက်ကိုထွက်ပြေးတဲ့အနေဒါဖြစ်သွားတယ်ပေါ့ဒါဒါတော့ကျွန်တော်တို့ဟိုဘင်္ဂလားဒေ့ရဲ့အခြေအနေဘင်္ဂလားဒေ့ရဲ့အခြေအနေမြန်မာနိုင်ငံရဲ့ကျွန်တော်တို့အိန္ဒိယနိုင်ငံနေဖြစ်တဲ့ အင်ဒိယနိုင်ငံတွေမှာတော့ကျွန်တော်တို့မတိမငင်မှုတွေတော်တော်လေးတွေ့လာရတယ်ဒါကြတော့ကျွန်တော်ဘင်္ဂလားဒေ့နိုင်ငံဘင်္ဂလားဒေ့နိုင်ငံမှာနိုင်ငံမတိငင်မတိမငင်မှုတွေဖြစ်လာတယ်နောက်ပိုင်းမှာကျွန်တော်တို့ဝန်ကြီးချုပ်ကအိန္ဒိယနိုင်ငံဘက်ကိုထွက်ပြေးရတယ်ထွက်ပြေးခဲ့ရတယ်အဲ့တော့အဲ့မှာကျွန်တော်တို့ဒီအိန္ဒိယဝန်ကြီးချုပ်ထွက်မပြေးခင်ကာလပေါ့လေသူမှပြောခဲ့ပါတယ်ပြောခဲ့ပါတယ်အမှကျွန်တော်တို့မြန်မာမြန်မာအိန္ဒိယဘင်္ဂလားဒေ့ဒီသုံးနိုင်ငံစုံတဲ့နေရာမှာခရီးယားနိုင်ငံ တနိုင်ငံတီးဖို့အတွက်သူ့ကိုကမ်းလှမ်းတယ်ပေါ့ဗျာနိုင်ငံကြီးတခုကကမ်းလှမ်းတယ်ပေါ့သူ့နဲ့ဒါလက်မခံဘူးဒီလိုမျိုးလဲထုတ်ပေါ်ပြောခဲ့တာရှိတယ်လက်ရှိဒီဘင်္ဂလားဒေ့ရ်နိုင်ငံမှာဖြစ်တဲ့ကိစ္စကဒီနိုင်ငံရေးပါတီနှစ်ခုပေါ့နိုင်ငံရေးပါတီနှစ်ခုရဲ့ဒီစုဘူးမှုတွေကကျွန်တော်တို့တာမန်ဖြစ်လာတာမဟုတ်ပါဘူးနောက်ကွယ်မှာဒီနိုင်ငံကြီးသူတို့ရဲ့ဒီလိုလားတဲ့နိုင်ငံစနစ်ကိုပုံဖော်ရင်းနဲ့ဒါဘင်္ဂလားဒေ့ရ်နိုင်ငံမှာကျွန်တော်မတည်မငြိမ်မှုတွေဖြစ်တာပါအခုကြည့်လိုက်ပါကျွန်တော်တို့ဘင်္ဂလားဒေ့ရ်နိုင်ငံမှာရှေ့အာဆီယံလက်ထက်မှာသူ့ရဲ့တိုင်းပြည်ကကျွန်တော်ဖွံ့ဖြိုးမှုတွေရှိရတည်ငြိမ်မှုတွေရှိတယ်လက်ရှိအဆိုရပါတနည်းအားဖြင့်ကျွန်တော်တို့လက်ရှိဂျာပြည့်အဆိုရပါပဲခေါ်ရမှာပါ လက်ရှိဒီဂျာပြတ်အစိုးရကာလမှာတော့ကျွန်တော်တို့သူ့ရဲ့ဒီဘင်္ဂလားဒေ့နိုင်ငံကတည်ငြိမ်မှုလည်းမရှိဘူးပြီးရင်ကျွန်တော်တို့အထူးထူးချက်တဲမှုတွေလည်းဖြစ်နေတယ်ထို့အတူပါပဲလက်ရှိအစိုးရဘက်ကဦးဆောင်နေတဲ့သူတွေကလည်းရွေးကောက်ဘက်ကိုလှုပ်ပေးမယ်လှုပ်ပေးမယ်ဆိုတော့ကျွန်တော်တောက်လျှောက်ရွှေ့လာခဲ့တာပေါ့လက်ရှိလည်းဒီလိုအခြေအနေဖြစ်ခဲ့တယ်ပေါ့ဒီလိုအခြေအနေဖြစ်ခဲ့တယ်အဲ့တော့မြန်မာနိုင်ငံရဲ့အင်ဂျင်နီယာနိုင်ငံတွေမှာတော့ကျွန်တော်တို့တော်တော်လေးကိုပို့တိုင်းမှုတွေဖြစ်လာရတယ်ဒါကလည်းကျွန်တော်တို့ပထဝီနိုင်ငံရဲ့ရေးသားမှုပါရည်တော်မှုပါကျွန်တော်မြန်မာနိုင်ငံရဲ့အခြေအနေဆိုလည်းပဲမြန်မာနိုင်ငံရဲ့အနီးမှာကျွန်တော်တို့အိန္ဒိယနိုင်ငံရှိတယ်တရုတ်နိုင်ငံရှိတယ် ဒီနိုင်ငံတွေဒီနိုင်ငံနှစ်နိုင်ငံကကျွန်တော်တို့နိုင်ငံရေးစနစ်လည်းမတူဘူးသူရဲ့ဒီနိုင်ငံကြီးတည်ဆောက်မှုလည်းမတူဘူးကျွန်တော်တို့မှရွေးချယ်ကြမရှိဘူးအဲ့ဒါဘာလဲဆိုတော့ဒီနိုင်ငံကြီးတွေနဲ့ကျွန်တော်တို့ကရေပြင်းချင်းထိဆက်တယ်ဆိုရင်တော့ကျွန်တော်တို့ရဲ့ဒီဒီနိုင်ငံကြီးရဲ့တက်ရောက်မှုကတက်ရောက်အားနေတာပေါ့သို့တော်လည်းပဲကျွန်တော်တို့ကတရုတ်နိုင်ငံနဲ့ကုန်းမြေထိဆက်မှုတွေကတော်တော်ကြီးမားမားရှိတယ်ကြကြပြင်းပြင်းရှိတယ် တော့ဒီကုန်းပြေထိစပ်မှုတွေရှိတဲ့ခါကျတော့ဒီနိုင်ငံကြီးတွေရဲ့တက်ရောက်မှုကကျွန်တော်တို့နိုင်ငံမှာတော်တော်ကြီးကိုခံရတယ်ဒါအရှိတရားပဲအိန္ဒိယနိုင်ငံတက်ရောက်မှုတရုတ်နိုင်ငံတက်ရောက်မှုပြီးရင်ကျွန်တော်ထိုင်းနိုင်ငံတက်ရောက်မှုတွေပေါ့ဒီတက်ရောက်မှုတွေကကျွန်တော်နိုင်ငံမှာကြီးကြီးမားမားခံရရတယ်လက်ရှိဆိုကျွန်တော်ပြပါဆိုကျွန်တော်ကြာဖြန့်ကိစ္စတွေပြီးရင်ကျွန်တော်နေဆက်ဒေတာမတည်မငြိမ်မှုတွေအဲ့တော့ဒီမှာကျွန်တော်နေဆက်ဒေတာမတည်မငြိမ်မှုတွေအကြောင်းဖြစ်လာတဲ့အကျိုးဆက်တွေများစွာရှိတယ်ဒီနေဆက်ဒေတာမှာဘယ်သူတွေရှိလဲ လက်ဆက်ဒီသားမှာကျွန်တော် KI လက်နက်ကိုင်အဖွဲ့ရှိရဲအဲသူကျွန်တော် UDS ရှိရဲပြီးရင်ကျွန်တော် MMD အဖွဲ့တွေရှိမယ်အခြားသောဒီလက်နက်ကိုင်အဖွဲ့တွေအားလုံးရှိတယ်ဒီလက်နက်ကိုင်အဖွဲ့တွေကဘယ်နိုင်ငံကိုမိခိုးနေလဲသူတို့ကဒီတရုတ်နိုင်ငံကိုပဲမိခိုးရတာပဲကျွန်တော်တို့နိုင်ငံကမိခိုးရတာမဟုတ်ဘူးသူတို့သူတို့တုံးတဲ့အဲ့ဒီဒီသားမှာတုံးတဲ့ကျွန်တော်တို့ဒီစားရိတ်ခါတွေဈေးဝါးတွေပြီးရင်ကျွန်တော်တို့လောင်စာစီတွေပြီးဆက်သွယ်ရေးစနစ်တွေငွေကြေးစနစ်တွေအားလုံးကမြန်မာနိုင်ငံရဲ့ကျွန်တော်တို့ ငွေကြေးစနစ်မြန်မာနိုင်ငံရဲ့ကျွန်တော်တို့စက်သွေးစနစ်ဂန္ဓာအစတွေမြန်မာဒီဒီနိုင်ငံတော်အစိုးရရဲ့ဂန္ဓာအသီးသို့သူတုံးဆွဲတာမဟုတ်ဘဲနဲ့တဖက်နိုင်ငံကိုသူတို့တဖက်နိုင်ငံမှာရှိတဲ့ဝန်ဆောင်မှုတုံးဆွဲတာတုံးဆွဲတာအဲ့တော့ပြီးရင်ဗျာကျွန်တော်တို့ကဟိုမြန်မာနိုင်ငံကခင်ဗျားတို့လည်းပြောပါမြန်မာနိုင်ငံကတည်ရန်စာတာတွေတည်ရန်စာတာတွေများတဲ့နိုင်ငံပေါ်ကျော်ပါတဲ့နိုင်ငံပေါ့ဒီလိုမျိုးပြောကြတယ်ဒါလည်းမှန်ပါတယ်သို့တော်လည်းပဲဒီတည်ရန်စာတာတွေကဘယ်သူတွေကဖင်အောင်တက်မှာရှိလဲဒီဒီအဖွဲ့တွေကဒီတရုတ်မြန်မာနယ်စပ်မှာအများဆုံးရှိနေကြတာအဲ့တော့သူတို့ကဘယ်သူကမွေးထားလဲ ခင်ဗျာရိုးလေးရှင်းစဉ်းစားကြည့်ရိုးလေးစဉ်းစားကြည့်ဒီတရုတ်နိုင်ငံတရုတ်နိုင်ငံရဲ့ကျွန်တော်တို့အပိထောက်ခံမှုမရှိဒီလက်နက်ကိုင်ဖွဲ့တွေဘလို့မှရက်တည်လို့မရဘူးဒီလက်နက်ကိုင်ဖွဲ့တွေကျွန်တော်တို့တီရှိချင်းဒီလက်နက်ကိုင်ဖွဲ့တွေအားပြောချင်းဒီလက်နက်ကိုင်ဖွဲ့တွေရဲ့အင်အားရိုးရော့ချင်းကကျွန်တော်တို့ဒီဘေးနားမှာချင်းအိန္ဒိယချင်းနိုင်ငံတွေရဲ့ဒီတက်ရောက်မှုကကြီးကြီးမားမားရှိတယ်ဗျကြီးကြီးမားမားရှိတယ်တနည်းအားဖြင့်ပြောရမယ့်အလွယ်ဗျာတီအိုဆိုးကကျွန်တော်တို့နေဆက်ဂိတ်တွေပိတ်လိုက်တယ်ပေါ့နေဆက်ဂိတ်တွေပိတ်လိုက်တယ် လက်ဆက်ကိတ်တွေပေးလိုက်တယ်ဆိုရင်ဒီအဲ့ဘော်ဒါမှာရှိနေတဲ့လက်နက်ကိုင်ဖွဲဘယ်လောက်တည်သလိုကြံ့ကြံ့ခံနိုင်မှာမလို့လဲအနည်းဆုံးကမြအများကြီးမပေးနဲ့တော့နှစ်နှစ်လောက်ပဲပေးလိုက်အလက်နက်ကိုင်ဖွဲအလိုလိုပျောက်တယ်အလိုလိုပျောက်တယ်အဲကျွန်တော်တို့ဒီကွန်ပီစီးစုတွေကွန်ပီစီးတွေဆိုလဲကျွန်တော်တို့ကဒီအစိုးရဖွဲရဲ့ကျွန်တော်စာပေါင်းမဖြတ်ဘဲနဲ့မွေဦးပါဆိုရင်ခင်ဗျအဲ့လက်နက်ကိုင်ဖွဲဘာမှစားစရာမရှိဘူးစားစရာမရှိဘူးအဲ့တော့ဒါကကျွန်တော်ပြည်ဝင်နိုင်ငံချင်းတွေတင်ပြတာအဲ့တော့ကျွန်တော်တို့မှာရွေးချယ်ပွဲမရှိဘူးဘာကြောင့်လဲဆိုတော့ကျွန်တော်တို့ဒီအိန္ဒိယချင်းနိုင်ငံတွေနဲ့ကျွန်တော်တို့ကဒီ ကုန်းပြင်ချင်းထိဆက်တဲ့အခါမှာပိုထိအောင်ပိုပြီးတော့ကြည်တက်ရောက်မှာပိုကြီးတယ်ဗျပိုတက်ရောက်မှုကြီးတယ်ဒါကြောင့်ကျွန်တော်နိုင်ငံသူနိုင်ငံသားတွေနဲ့ဘယ်နိုင်ငံမှအထင်ကြီးရမလို့ကိုယ်နိုင်ငံကိုပဲကိုယ်အထင်ကြီးအောင်ကိုယ်အစိုးရကိုအထင်ကြီးရမယ်ကျွန်တော်တို့ခင်ဗျားတို့ရဲ့အကြမ်းမရေးရန်နေရပညာရေးရန်နေရကျွန်တော်တို့ရဲ့အသက်ရှင်လုံခြုံမှုကိုကာကွယ်ပေးနိုင်တာခင်ဗျအမေရိကန်စစ်တပ်လည်းမဟုတ်ဘူးတရုတ်စစ်တပ်လည်းမဟုတ်ဘူးအိန္ဒိယစစ်တပ်လည်းမဟုတ်ဘူးကျွန်တော်တို့မြန်မာတပ်မတော်ပဲအကာအကွယ်ပေးနိုင်တာဘယ်သူမှခင်ဗျားတို့အကာအကွယ်မပေးဘူးဘယ်သူမှဟာလာချိုးထွက်မခံဘူးအကျိုးစီးပွားထုံထုံချိုးထွက်မခံဘူး ဲ့တော့ဗျာကျွန်တော်တို့ဒါနဲ့ပတ်သက်ရင်ကျွန်တော်တို့ဟိုကျွန်တော်တို့လူလာတဲ့အစိုးရကျွန်တော်တို့ရဲ့ခင်ဗျားတို့မြင်ကျင်တဲ့တတ်မတော်ဖြစ်ဖို့ဆိုရင်ခင်ဗျားတို့ကိုယ်တိုင်ပါဝင်ဖို့လိုတယ်။ပါဝင်ဖို့လိုတယ်။ဟာကျွန်တော်တို့ငါတို့တတ်မတော်အစင်းမြင်တဲ့တတ်မတော်ကြီးတည်းရဖြစ်ဖို့ဆိုရင်ကျွန်တော်တို့ကိုယ်တိုင်အားပေးရမယ်။ကျွန်တော်တို့ကိုယ်အားပေးရမယ်။ဒါရှိတရားပဲအဲ့တော့ခင်ဗျားတို့ရဲ့ဘဝအခြေအနေတွေခင်ဗျားတို့ရဲ့လုံခြုံမှုတွေနဲ့ပတ်သက်ရင်ဘယ်နိုင်ငံကမှခင်ဗျားတို့လာပြီးအကောက်ဝမပေးဘူး။ကျွန်တော်တို့မြန်မာတပ်မတော်နဲ့ကျွန်တော်နိုင်ငံတော်ရဲ့အစိုးရပဲအကောက်ဝပေးမှာ။ ဒါကြောင့်ကျွန်တော်တို့ဒါနဲ့ပတ်သက်ပြီးကျွန်တော်တက်ဆက်တဲ့တင်ပြချင်တာကကျွန်တော်တို့ဒီလက်ရှိအခင်းကျမှာကျွန်တော်မဲပေးဖို့ကျွန်တော်တိုက်တွန်းနေတယ်မဲပေးကြပါမဲပေးဖို့လိုတယ်မဲပေးရပြီမဲပေးကြပါဒါကျွန်တော်တို့နိုင်ငံသားရဲ့အခွင့်အရေးပဲကျွန်တော်တို့ကမဲပဲပေးရတာကျန်တဲ့ကာဝေးခံတိုင်းတက်မော်သားလေခင်ဗျအသက်တွေအသက်တွေခင်ဗျထပ်ပြီးတော့ကာဝယ်လိုက်မယ်ရတဲ့ဘုံနဲ့ကာဝယ်လိုက်မယ်ပြည်သူစစ်တွေကာဝယ်လိုက်မယ်ကျွန်တော်တို့လုပ်ရမယ့်တာဝန်ကကျွန်တော်မဲပေးရမယ်မဲပေးရတယ်မှာခင်ဗျတို့ဘဲပါတီကိုမဲပေးပါကျွန်တော်မပြောဘူးဘယ်သူ့ကိုမဲပေးပါမပြောဘူးခင်ဗျားတို့ရင်ပတ်ထဲကိုရှိရလို့မဲပေး ကျွန်တော်တို့ data ရဲ့အကျိုးကျွန်တော်တို့ကျွန်တော်တို့ဟလာပြည်နယ်ရဲ့အကျိုးကျွန်တော်တိုင်းပြည်ရဲ့အကျိုးကျွန်တော်တို့နိုင်ငံတော်အကျိုးကိုဖော်ဆောင်ပေးတဲ့သူမဲပေးခင်ဗျာကျွန်တော်ကခင်ဗျာကြက်ခိုင်မဲပေးပါလို့မပြောဘူးဥပဝေပါတီမဲပေးပါလို့မပြောပြီးနှလုံးပြီးသုံးလုံးပါတီမဲပေးပါလို့မပြောဘူးအခြားပါတီမဲပေးပါလို့မပြောဘူးခင်ဗျာတို့မဲပေးကြပါကြိုက်တဲ့ပါတီမဲပေးဒါမှသာလေကျွန်တော်တို့လက်ရှိဖြစ်နေတဲ့အခင်းချင်းကိုကျွန်တော်တို့ဒါပြန်ပြီးတော့တွန်းလာနိုင်မှာဖြစ်တယ်ပြန်ပြီးတွန်းလှန်နိုင်မှာဖြစ်တယ်ကျွန်တော်တို့အခြားသောဟာအကြမ်းဖက်မီဒီယာတွေအမောင်မချမ်းကမီဒီယာတွေရဲ့လှုံ့ဆော်မှုတွေခင်ဗျားတို့နားမယောင်နဲ့နားမယောင်နဲ့ လုံးဆောင်နေတဲ့သူတွေကဒီနိုင်ငံထဲမှာရှိနေရမို့ပြည်ပမှာရှိနေတာခင်ဗျားတို့ကျွန်တော်တို့ကတေတဲ့ဒီဒီနိုင်ငံမှာနေရမှာကျွန်တော်လည်းဒီနိုင်ငံထောက်မပြေဘူးဒီနိုင်ငံကောင်းကျိုးပဲကျွန်တော်လုပ်ကြတာခင်ဗျားတို့လည်းဒီနိုင်ငံကောင်းကျိုးပဲလုပ်ကြမဲ့သူတွေဒါကြောင့်ကျွန်တော်တို့ကမဲပေးကြပါမဲပေးဖို့လိုတယ်မဲပေးဖို့လိုတယ်ကျွန်တော်တို့ကျွန်တော်တို့ကိုခံအားတွေကောင်းဖို့လိုတယ်ကျွန်တော်ရဲ့ဒီမြန်မာနိုင်ငံအနေထားကကြပထဝီအနေထားရတက်ရောက်မှုကြီးကြီးမားမားရှိတယ်ကျွန်တော်ဘေးမှာတင်ပြခဲ့တယ်လို့ကျွန်တော်တို့လက်ရှိဘင်္ဂလားဒေ့ရှ်နိုင်ငံငွေကြီးရောကြီးကိုယ်တိုင်ခင်ဗျာထွက်ပြေးခဲ့ရတာပဲ ထွက်ပြေးခဲ့ရတာအုတ်ကဲဝင်အရှိတ်အာဆီနာထွက်ပြေးပြီးနောက်ပိုင်းဒီဘင်္ဂလားဒေ့ရှ်နိုင်ငံတိုးတက်လာသမို့ပူတော့ခင်ဗျထိုးကြပါသေးတယ်ခင်ဗျတို့ဖတ်တဲ့သူမှဝင်ဖတ်လို့ရတယ်မှဒီဘင်္ဂလားဒေ့ရှ်ရဲ့ GDP ရဲ့အခြေအနေဘယ်လိုရှိလဲသူ့ရဲ့နိုင်ငံရဲ့အခြေအနေဘယ်လိုရှိလဲဝင်ဖတ်လို့ရတယ်ဝင်ဖတ်လို့ရတယ်ဒါကျွန်တော်လက်ရှိဖြစ်နေတဲ့အနေထားဒါကြောင့်ကျွန်တော်တို့ကဟိုကိုယ့်နိုင်ငံမှာဘာကိုယ့်ရဲ့အိန္ဒိယချင်းနိုင်ငံမှာဘာတွေဖြစ်နေလဲအတရုတ်နိုင်ငံရဲ့နိုင်ငံစနစ်ကဘယ်လိုလဲအိန္ဒိယနိုင်ငံနိုင်ငံစနစ်ကဘယ်လိုလဲဟိုထိုင်းနိုင်ငံကဘယ်လိုလဲခင်ဗျတို့စဉ်းစားလို့ရတယ်ထိုင်းနိုင်ငံလည်းခင်ဗျဘာမှမထူးခိုးရပါပြီစီအကုန်ဝယ်တာကြီးပဲအကုန်ဝယ်တဲ့နိုင်ငံ ခင်ဗျားကလည်းဒီခိုးရပါပစ္စည်းဝယ်တာခင်ဗျားထိုင်းနိုင်ငံခင်ဗျားလက်နက်ကိုင်အဖွဲ့တွေကခင်ဗျားခိုးထုတ်တယ်အကုန်ဝယ်တယ်ဗျာခင်ဗျားကလည်းအကုန်ဝယ်တယ်အော်ဒီသင်းပြန်ချုပ်ချင်တာကကျွန်တော်တို့ရှိတ်အာစီနာရဲ့ပြီးရင်ကျွန်တော်တို့ဘင်္ဂလားဒေ့ဝင်ကြီးဟောင်းဖြစ်တဲ့ရှိတ်အာစီနာရဲ့ပြည်ထောင်ဝင်ကြီးပြည်ထောင်ဝင်ကြီးဟောင်းပေါ့ဗျာဒီနေ့ရောက်ကိုတော့ဘင်္ဂလားဒေ့အစိုးရကနေပြီးတော့တနည်းအားဖြင့်ဘင်္ဂလားဒေ့ရဲ့ဒီတရားရုံးကနေပြီးတော့ရောက်ွယ်တည်နေချမှတ်လိုက်တယ်နောက်ထပ်သင်းဖို့ဆက်ပြီးတင်ပြပေးချင်ပါတယ်ဒါကတော့တရချောင်းမျိုးကဒီအထက်တန်းမြဆရာမသုံးကို KNUB တဲ့တွေကဖမ်းဆီးသွားတဲ့အခြေအနေပါ ဖြစ်စဉ်ကကျွန်တော်တို့နိုဝင်ဘာလ16ရက်နေ့ညနေ6နာရီခန့်အချိန်ခန့်ကအချိန်ခန့်ကဒီတရချောင်းမြို့အထက်တန်းကျောင်းကအထက်တန်းပြဆရာမတွေဖြစ်တဲ့ပန်တော်ရက်ကွက်မှာနေထိုင်တဲ့ဒေါ်မီမီချိုးအသက်က55နှစ်ပြီးရင်ကျွန်တော်မြို့မရက်ကွက်မှာနေထိုင်တဲ့ဒေါ်စုဝါလှိုင်အသက်က36နှစ်ပြီးရင်ကျွန်တော်တရက်ကွက်ထက်မှာနေတဲ့ဒေါ်စစ်စင်ဆိုးအသက်53နှစ်တို့ကဒီတဝဲမြို့ကနေပြီးတော့တရချောင်းမြို့ကိုမတော်ရင်နဲ့ထွက်လာတယ်ထွက်လာတဲ့အခါမှာကျွန်တော်တို့ PDF ဖွဲ့တွေက KNU PDF ဖွဲ့တွေကဖမ်းဆီးသွားတယ် ဖမ်းဆီးသွားတဲ့နေရာကကျွန်တော်တို့တင်ကျုံကြီးကအရောက်မှာဖမ်းဆီးသွားတယ်။ဆီယမသုံးကိုဖမ်းသွားတယ်။ဒီဆီယမသုံးရဲ့အခြေအနေပတ်သက်ပြီးတော့ကျွန်တော်တို့ဘာမှတော့မသိရသေးဘူး။ဖြစ်တော်တာကကျွန်တော်တို့နိုဝင်ဘာလနိုဝင်ဘာလ16ရက်နေ့ညနေ6:00အချိန်ကဖြစ်ခဲ့တာ။ဖြစ်ခဲ့တာ။ဒီဆီယမကြီးဒီဆီယမသုံးယောက်ကတရားချောင်းမျိုးအခြေခံပညာအထက်တန်းကျောင်းမှာအထက်တန်းပြဆီယမတာဝန်ထမ်းဆောင်နေသူတွေဖြစ်တယ်။ဒီသုံးယောက်ဒီသုံးယောက်အဲ့တော့ဒီခင်ဗျားတို့ KNU ရဲ့တမိုင်းကျောင်းကိုကြည့်လိုက်ပါ။ KNU ရဲ့တမိုင်းကျောင်းမှာခင်ဗျားအကြောင်းသူတွေကိုယထာဘုရားအကြောင်းသူတွေဖမ်းသွားတယ်ဖမ်းသွားပြီးအပြောက်ရိုက်ပစ်လိုက်တယ်။ ေးကျွန်တော်တို့ဟိုအဲ့ဒီလူတွေရဲ့အချင်းတွေလက်ရှိခင်ဗျာကေနူဖွဲ့ရှင်းလာမေးကြည့်လိုက်ကေနူဖွဲ့တွေခင်ဗျာတမိုင်းကျောင်းမှာဒီလက်နက်ကိုင်ဖွဲ့တွေကောင်းခဲ့လာဆိုခင်ဗျာဘာတစ်ခုမှမကောင်းခဲ့ဘူးဟိုကောင်းခင်ဗျာသူတို့ဒေတာအကျိုးတော့သူတို့အကျိုးပြုခဲ့တယ်ဆိုမဟုတ်ဘူးခင်ဗျာကြည့်လိုက်ပါဒီ KNU လှုပ်ရှားခဲ့တဲ့နေရာမှာ KNU ဖွဲ့ကနေပြီးတော့တိဆောက်ပေးခဲ့တဲ့ကျွန်တော်တို့အများပြည်အသုံးပြုရတဲ့ဒါသာရှိရင်ပြပါတချောင်းမှမရှိဘူးအဲ့ဒီလက်ရှိခင်ဗျာကရင်ပြည်နယ်နဲ့ဒီသူတို့လှုပ်ရှားတဲ့နေ့တိုင်းတိုင်းပေါ့ဒီထိုင်းနဲ့မြန်မာတချောင်းမှရှိတဲ့ကျုံးတဲ့တွေဒီအဖွဲ့တွေခုတ်ထုတ်သွားပြီ ခုတ်ထုတ်တာကုံတော့ကုံတော်တော်လေးပြောင်းသွားဖြစ်သွားပြီဘသူခုတ်တော့ကေအန်ယူကခုတ်ထုတ်ခဲ့တာပဲပြီးရင်ကျွန်တော်အဲ့မှာကြီးဓာတ်သတ်ထုတွေဒီလက်နက်ကိုင်ဖွဲ့တွေပဲခုတ်ထုတ်တာပဲဘသူတွေဝယ်လဲထိုင်းရောက်ဝယ်တယ်အဲထိုင်းရောက်ဝယ်တယ်တော့ထိုင်းနိုင်ငံလည်းခင်ဗျာမြန်မာနိုင်ငံနဲ့ပတ်သက်ရင်ကောင်းလားမင်းတော့မကောင်းဘူးဗျာမကောင်းဘူးမကောင်းဘူးဒီဖွဲ့တွေပဲခုတ်ထုတ်တာပဲခုတ်ရပါပြီစီလက်ခံတယ်အတူတူပဲဗျာအတူတူပဲအဲ့တော့ဒါတော့ကျွန်တော်တို့တရားစောင်းမှဖြစ်ခဲ့တဲ့အခြေအနေနောက်တဲ့အခြေအနေတစ်ခုပေါ့နောက်တဲ့အခြေအနေတစ်ခုကမွန်ပြည်နယ်မွန်ပြည်နယ်ကြိုက်ထုံမြို့နယ်မှာလည်းဆီယမာကူဖန်ဆီးရခံခဲ့ရတယ်အဲ့တော့ဒီဆီယမာကူကတော့ပြန်ပြီးလွတ်လာတယ်လို့နောက်ဆုံးသိရတယ် ဖြစ်စဉ်ကကျွန်တော်တို့နိုဝင်ဘာလ16ရက်နေ့နာနဲ့7နာရီ15မိနစ်ချိန်ခန့်ကတင်စီရဲ့တင်စီရဲ့ကျွန်တော်တို့ဒီအထက်တန်းအကြောင်းကကျောင်းဆရာမကိုဘောသူတို့ကကြိုက်ထုမှာသွားပြီးတော့မုံမှန်တယ်နဲ့တွတ်တက်တာဗောတွတ်တက်တဲ့အခါမှာတွတ်တက်တဲ့အခါမှာဒီလမ်းပိုင်းကြိုက်ထုမျိုးနဲ့ကဏီကြီးဝါနာမှာပြပြဖွဲ့ရဖမ်းခဲ့တယ်ဖမ်းမလိုက်တာဗောဗျာကျောင်းသီးရတာအဲ့နေတော့ကားသုံးစီးသွားရလို့သိရတယ်ဒေသခံပြည်သူတွေကပြန်ပြောတာကားသုံးစီးသွားတယ်ရှီရနှစ်စီးကိုတော့လှုပ်ပေးလိုက်ပြီးတော့နောက်ကတစ်စီးကိုဖမ်းတယ်ဖမ်းတယ်ဆရာမကိုဖမ်းတယ် ဖမ်းပြီးနောက်ပိုင်းမှာကျွန်တော်တို့ဒီပြန်ပြီးတော့လှုပ်ပေးလိုက်တယ်ပေါ့လှုပ်ပေးလိုက်တယ်ဒါတော့ကျွန်တော်တို့ဒါမူမီနာမှာဖြစ်ခဲ့တဲ့အခြေအနေပါမူမီနာမှာဖြစ်ခဲ့တဲ့အခြေအနေဒီဆီယမားတွေကတော့ကျွန်တော်တို့ကိုယောက်ကတော့ပြန်လွတ်လာတယ်ပြီးတနင်္လာရီတိုင်းမှာဖြစ်တဲ့ဒီဆီယမားအထက်ထက်များဆီယမားတော့ကိုတော့လက်ရှိတော့ပြန်မလှုပ်သေးဘူးလို့သိရတယ်နောက်ဆုံးသတင်းပို့ဆက်ပြီးတင်ပြပေးချင်ပါတယ်ဒါကတော့ထမ်းမြမနယ်စပ်မှာရှိတဲ့ဒီကြားဖြတ်နေနေအထူးအထူးစစ်စင်ရေးစစ်ပွဲကြီးစတင်ပြီးဖြစ်ကြောင်းဒါ BJ ကနေပြီးတော့မနေ့ကတရားဝင် ထုတ်ပေါ်ပြောဆိုလိုက်ပါတယ် မနေ့ကဒီ BJ ရဲ့ပြောရေးဆိုခွင့်သူဖြစ်ပြောရေးဆိုခွင့်ရှိသူဖြစ်တဲ့ဘုံမူကြီးနိုင်မောင်စောပေါ့။နိုင်မောင်စောကနေပြီးတော့ဒီ Thai Media နဲ့တွေ့တဲ့အခါမှာသူကတရားဝင်ပြောတယ်။သူပြောတဲ့စကားလုံးတွေကနေပြီးတော့ကျွန်တော်အချို့သောအချက်လက်အချို့ကိုကောင်းထုတ်ပြီးတင်ပြပေးချင်ပါတယ်။ကြာပြည့်နေကြာပြည့်နေနေအထူးတပ်ဖွဲ့အနေနဲ့နိုင်ငံတော်အစိုးရရဲ့စီမံခန့်ခွဲမှုအောက်ကနေပြီးတော့ကျွန်တော်တို့ဒီကြာပြည့်နေနေအထူးစစ်စင်စစ်ပွဲကြီးစပြီတဲ့။စပြီစပြီအကောင့်ထဲပို့တော့မယ်ပေါ့။အဲတော့မနေ့ကပြောလို့ဆိုဒီကနေ့မိုးလဲပိုင်းမှာစပြီအကောင့်ထဲပို့လို့သိရတယ်။ အကောင့်တွေစဖော်ပြီးပေါ့ဗျာဒီလိုမျိုးတော့သိရတယ်ညပြမလိုက်တကယ်လှုပ်ရှားနေပြီလို့ကျွန်တော်တော့ဆိုထက်သိရတယ်အဲ့မှာဆက်ပြောတာကဒါကိုဒါကိုဆိုတော့ဒီကြားဖြန့်ကြားဖြန့်ကိုလုံးဝပေါက်ပေါက်ပြောက်တဲ့အထိဇပိုင်းတွင်းမှာပဲဒါဆိုပြည့်စုံသွားမှာပေါ့ဗျာသူတို့နှိမ်နှက်ကမှဒါပြည့်စုံသွားမှာတဲ့နောက်ထပ်ဆိုတာမရှိတော့ဘူးတဲ့ဒီတကအပြည့်တိုင်းဖယ်ရှားရှင်းလင်းတော့မှာဖြစ်ပါလေတဲ့ကျွန်တော်တို့နိုင်ငံရဲ့ဂုံတိခါပြည်နယ်ရဲ့ဂုံတိခါလူမျိုးရဲ့ဂုံတိခါတပ်ဖွဲ့ရဲ့ဂုံတိခါကျွန်တော်တို့အကြီးကြီးရဲ့ဂုံတိခါဒီဂုံတိခါ၅ခုတဲ့သူတို့ကြားဖြန့်နှိမ်နှင်းကိုမဖြစ်မနေလုပ်ပါမယ်တဲ့ သူတို့အနေနဲ့ဒီကြာဖြတ်လုပ်ငန်းတွေကနေပြီးတော့ share ရောက်ထားခြင်းလည်းမရှိပါဘူးတဲ့သူတို့အနေနဲ့ဒီမြေငှားပြီးတော့အဆောက်အဆောက်အဆောက်လုပ်ခွင့်တော့သူတို့ခွင့်ပြုတယ်ပေါ့ကျန်တဲ့ဒီကြာဖြတ်လုပ်ငန်းနဲ့ပတ်သက်ရင်သူတို့အနေနဲ့လုံးဝပတ်မမှုလုံးဝကျွန်တော်ပါဝင်ပတ်သက်မှုမရှိပါဘူးတဲ့ပြီးတော့ကျွန်တော်တို့ဒီသူတို့အနေနဲ့လည်းကြာဖြတ်အထူးနေနေအထူးတပ်ဖွဲ့ကိုဖွဲ့စည်းထားပါတယ်တဲ့ဒီအထူးတပ်ဖွဲ့ကတော့နိုင်ငံတော်အစိုးရရဲ့ဥဆောင်ပြီးနိုင်ငံတော်အစိုးရရဲ့ဥဆောင်မှုနိုင်ငံတော်အစိုးရရဲ့စီမံခန့်ခွဲမှုအောက်ကနေပြီးတော့သူတို့ကကျွန်တော်တို့ နိုင်ငံတော်နဲ့ပူးပေါင်းပြီးတော့နှိမ်နှင်းသွားမယ်လို့တော့ပြောခဲ့တယ်ပြောခဲ့တယ်ဒါတော့ကျွန်တော်တို့မနေ့ကမနေ့ကကျွန်တော်တို့ BGF BGF ရဲ့ပြောရေးဆိုခွင့်ရှိသူပြောခဲ့တာပါအဲသူကတော့ကျွန်တော်တို့ဒီ Thai Media နဲ့တွေ့ဆုံတဲ့အခါမှာတရားဝင်ပြောဆိုလိုက်တာလည်းဖြစ်ပါတယ်လက်ရှိမှာကျွန်တော်တို့ဒီ KKPAT area ကိုလည်းဒီတက်မလို့ကအဆောက်အဦတွေကိုရှင်းလင်းတာလေးတောက်လျှောက်ဆောင်နေတယ်ထို့တူပါပဲကျွန်တော်တို့ဒီနိုင်မောင်စောရဲ့ပြောဆိုပြီးတဲ့နောက်ညာပိုင်းမှာပဲညာပိုင်းမှာပဲဒီရွှေကုတ်ကုတ် area တွေမှာရှိတဲ့ဒီကြားဖြတ်နယ်မှာပါဝင်ပတ်သက်တဲ့သူတွေကသူတို့အဆောက်အဦတွေကလည်းထွက်တယ် ထွက်ပြီးတော့ကျွန်တော်တို့ဒီ time map ကိုကူးကူးဖို့လုပ်နေကြတယ်အချို့သောအဖွဲ့တွေကကူးသွားပြီလက်ရှိတော့ကျွန်တော်တို့ကူးဖို့ကြံနေသေးတဲ့အဖွဲ့တွေလက်ရှိနေတယ်လို့တော့သိရတယ်အဲ့တော့ကြားဖြတ်တဲ့ပတ်သက်ရင်ဘယ်သူတွေလုပ်တယ်လဲဘယ်နိုင်ငံပါဖို့လဲကြားဖြတ်တဲ့ပတ်သက်ရင်ကျွန်တော်တို့ဒီထိုင်းနိုင်ငံကပဲအဓိကပါဝင်တာပဲထိုင်းနိုင်ငံဒါပေမဲ့ထိုင်းနိုင်ငံပဲပြောတက်တယ်ပဲပြောမယ်ထိုင်းနိုင်ငံနံပါတ်1ဒီကြားဖြတ်လုပ်ငန်းထဲမှာပါဝင်တဲ့အခုကျွန်တော်အဆောက်အဦတွေပေါ့အဆောက်အဦတွေစောက်ဖို့တွေဒီဘီလက်မြေတွေတန်တွေအုတ်တွေ ဲ့ဒီအရာတွေအားလုံးပေါ့ဗျအိမ်ခင်ဗျားတို့အဝေးမကြည့်ပါနဲ့အိမ်နှလုံးစောက်တဲ့အခါမှာဒီအိမ်နှလုံးစောက်ဖို့တဲ့လိုအပ်တဲ့အရာတွေအားလုံးကိုထိုင်းနိုင်ငံဘက်ကနေတည်ယူတယ်ထိုင်းနိုင်ငံဘက်ကနေတည်ယူတယ်ပြီးရင်ကျွန်တော်လျှက်စစ်မီလျှက်စစ်မီကိုလည်းဒီထိုင်းနိုင်ငံကပဲရောင်းချပေးခဲ့တာပဲပြီးရင်ကျွန်တော်ဆက်သွယ်ရေးအင်တာနက်ဆက်သွယ်ရေးအင်တာနက်ဆက်သွယ်ကိုလည်းဒီထိုင်းနိုင်ငံကနေပဲရောင်းချခဲ့တာပဲပြီးရင်ကျွန်တော်တို့ဒီစားရိတ်ခါတွေဟိုမှာဆန်တို့စီတို့စားတို့ပြအခြေခံစားတောက်ကုန်တွေစေဝါတွေအားလုံးကိုထိုင်းနိုင်ငံကပဲရောင်းခဲ့တာကြီးပဲ ကျွန်တော်တို့နိုင်ငံကနေပြောရောင်းခဲ့တာဘာတစ်ခုမှမရှိဘူးပြီးရင်ဒီကြားဖြန့်လုပ်ငန်းထဲမှာပါဝင်တဲ့သူတွေနိုင်ငံသားတွေခင်ဗျတရုတ်နိုင်ငံသားတွေအခြားသောနိုင်ငံသားတွေအားလုံးကအပိပိဆိုင်ရာလေချောင်းအပိပိဆိုင်ရာလေစိတ်ရန်ကုန်ပိပိဆိုင်ရာလေစိတ်ကိုရောက်ပြီးတော့မှဒီဘက်ကိုမြောက်ဒီဘက်ကိုဆင်းခဲ့တာမဟုတ်ဘူးထိုင်းနိုင်ငံမှာရှိတဲ့အပိပိဆိုင်ရာလေစိတ်တွေကိုဆင်းတယ်ဆင်းပြီးတော့မှအဲသူရဲ့ဒီဒီထိုင်းနိုင်ငံကိုဖျက်ကျော်ပြီးသွားမှဒီ area တွေကိုရောက်လာတာဒီကြားပြတ်လုပ်ငန်းနဲ့ပတ်သက်ရင်တကယ်အဓိကကျွန်တော်တို့နောက်ွယ်မှာရှိခဲ့တာကထိုင်းနိုင်ငံမှာ ပြီးရင်ဒီမှာရှိတဲ့ဒီကြားပြန်လုပ်ငန်းမှာရှိတဲ့ကျွန်တော်ရှုပ်ရှက်ခတ်တဲ့ငွေကြေးလဲပြောင်းမှုတွေကိုလုပ်ခဲ့တာကလည်းကျွန်တော်တို့မြန်မာနိုင်ငံမှာရှိတဲ့ဘန်လန်းချောင်းကနေတွားခဲ့တာမဟုတ်ဘူးထိုင်းနိုင်ငံမှာရှိတဲ့ထိုင်းဘန်တွေကနေပြီးတော့သူ့ရဲ့ဒီလန်းချောင်းကနေပဲတွားခဲ့တာဒီရှုပ်ရှက်ခတ်တဲ့လန်းချောင်းတွေကိုလက်ခံခဲ့တာထိုင်းနိုင်ငံမှာရှိတဲ့ဘန်တွေကပဲလက်ခံခဲ့တာပဲဒီအချိုးမြက်ကိုဘယ်သူရလဲဆိုရင်ခင်ဗျထိုင်းနိုင်ငံပဲရခဲ့တာပဲထိုင်းနိုင်ငံရခဲ့တာဒီကြားပြန်တဲ့ပတ်သက်ရင်ကျွန်တော်တို့ဒီထိုင်းနိုင်ငံကပဲခင်ဗျအဓိကအကြီးကြီးမားမားယူပါဝင်ပတ်သက်တာပါဝင်ပတ်သက်တာ အဲ့တော့လက်ရှိတော့ခဗျာလက်ရှိတော့ဗျာကျွန်တော်ဒီချိန်နဲ့ပတ်သက်ရင်ဒီအာဒီမြန်မာနိုင်ငံရဲ့တရုတ်နိုင်ငံထိုင်းနိုင်ငံပေါင်းပြီးတော့နေနေမှုတွေလုပ်နေတယ်အဲပြီးခဲ့ရက်ကလည်းကျွန်တော်တို့ဒီအာဆီယံနိုင်ငံနဲ့ဒီတရုတ်နိုင်ငံတို့ဆွေးနွေးပြီးတော့ကြားပြန်လုပ်ငန်းတိုက်ဖြတ်ရေးနေနေရေးတွေကိုကျွန်တော်အချိန်မြင့်မှုလည်းသဘောတူညီကြတာရှိတယ်အဲ့တော့ကြားပြန်နဲ့ပတ်သက်ရင်တော့ကျွန်တော်တော်တော်လေးတော့ကျွန်တော်တို့ဒါညီကုန်းချုပ်သွားမယ့်အနေနဲ့ဖြစ်သွားပြီညီကုန်းချုပ်ဖို့လည်းလက်ရှိနိုင်ငံတော်ကလည်းလုပ်နေတယ်အထို့အတူပဲကျွန်တော်တို့ဒီ BGF ကလည်းကျွန်တော်ပူးပေါင်းဆောင်မှုတွေလုပ်လာတယ် လောက်လာတယ်အဲ့တော့ဒီချိန်နဲ့ပတ်သက်ပြီးတော့ကျွန်တော်တို့ဘာလေးဆက်ပြမလဲဆိုတော့ကျွန်တော်ဆက်ပြီးတော့စောင့်ကြည့်မှာဖြစ်ပါတယ်ပြည်ပမီဒီယာကို